တရားတော်ရဲ့အမည်ကပိဋကရေပါတယ်လေတဏ္ဏနဲ့သာမနေရတဲ့ပြောကြည့်ပါအောင်ပါတယ်လေအဲ့ဒီတရားကောင်းစီရဲ့အောက်မှာသို့သူတော်စင်တို့အားဘယ်နှချက်လောက်ဟောပြောပြတာသင်ကြားပေးမလဲလို့ဆိုရင်စုပေါင်း၄ချက် သင်ပေးမယ်ဘယ်နှချက် အဲ့ဒါတွေကဘာလဲပြောရင်နံပါတ်1တဏှာဟုသည်တဲ့ပါဟုသည်နောက်နံပါတ်2ကတဏှာ6မျိုးတဲ့ပါ6မျိုးနောက်နံပါတ်3ကတဏှာ2မျိုးတဲ့ပါ2မျိုးနောက်နံပါတ်4ကအာကုရာစိတရား10ပါတဲ့ပါတယ်လေ အလုံးပေါင်းရင်ဘယ်နှချက်အဲ့ဒီလေးချက်ကိုယနေ့ညကြွရောက်လာကြတဲ့အလုံးတော်သူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားဟောပြောပြတတ်သင်ကြားပေးမှ ဖြစ်ပါတယ်တို့သူတော်စင်များတရားတော်များကို နာကြားခွင့်ရတဲ့အခိုက်တံကိုနာလိုက်တဲ့တရားကိုသိအောင်ကြက်အောင်နားလေအောင်နာရမယ်လို့နာရမလဲ အေးဘာကြောင့်လဲပြောရင်လောကထဲမှာနေရတဲ့အခိုက်အတန့်ဒုသူတော်စင်တို့မှာဘာတွေရှိတင်တယ်လဲလို့ပြောရင်ပညာနှစ်ရက်ရှိတင်တယ်တဲ့ဘယ်နှစ်ရက်ပညာနှစ်ရက်ရှိတင်တယ်အဲ့ဒါဘာပညာတွေရှိရမလဲပြောရင်လောကီအတတ်ပညာတွေရှိရမယ်ဘာတွေရှိရမလဲလောကီအတတ်ပညာတွေရှိရမယ် နောက်နံပါတ်2ကလောကုတ္တရာအတတ်ပညာရှိရမယ်တဲ့။ဘာပညာ?ပညာဘယ်နှမျိုးရှိရ?ပြောကြည့်ပါအောင်ဘာတယ်လဲ။လောကီအတတ်ပညာရဲ့လောကုတ္တရာအတတ်ပညာရဲ့ဘယ်နှမျိုးလဲ။လောကီအတတ်ပညာဘာကြောင့်သင်ရတယ်လို့ပြောရင်လောကမှာနေနေတဲ့အခိုက်အတန့် တို့သူတော်စင်များကိုယ့်ဘဝလျှောက်လန်းတဲ့နေရာမှာလောကီပညာမပါရင်ထက်ခဲတယ်တဲ့။ဘာပညာမပါရင်လောကီပညာမပါရင်ထက်ခဲတယ်။အဲဒါကြောင့်မို့တို့သူတော်စင်များက သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေဈေးမှာသင်ကြရတာမရှိဘူးလား။အဲ့ဒီပညာတွေကိုသင်နေကြရတယ်။ကိုငယ်စဉ်အခါတုန်းကစတိတ်ကျောင်းတွေ၊ယူနီဘာစီတီတွေ၊ကောလိပ်တွေကိုတက်ပြီးတော့ လောကီဝါဒလီ education ကို သင်ခဲ့ကြတယ်ဒီပညာသည်ဘာကြောင့်သင်တာလဲပြောရင်လောကီစားတော့တတ်အောင်သင်ရတာဘာအတွက်လဲလောကီစားတော့တတ်အောင်သင်ရတာဘလို့ရင်းမယ်ဘလို့အမျက်ကြံနိုင်တယ်ဘယ်လိုလုပ်ရင်ဘယ်လိုကြီးပွားနိုင်တယ်အဲ့ဒီလို တွက်တဲ့ချက်တဲ့ဖို့ရာအတွက်ဘာပညာသင်ရလဲလောကီပညာကိုသင်ကြားကြရတယ် အဲ့ဒီပညာနဲ့ပဲခုဒုသူတော်စင်များလောက်ကင်စားတော့ရတာမရှိဘူးလားအေးလောက်ကင်စားတော့ပြီးတော့နေခဲ့ရလောကုတ္တရာပညာကြတော့ဘာလို့အဲ့ဒီအတတ်ပညာက သင်ဖို့လိုတယ်လဲလို့ပြောရင်လောကီအတတ်ပညာနဲ့လောက်ကင် စားတော့တဲ့နေရာမှာတရားတာမတရားတာရှိသလားမရှိဘူးလားအေးတရားတာကဒီဟာ မတရားတာကဒီဟာ ကုသိုလ်ကဒီဟာ အကုသိုလ်ကဒီဟာဒီလိုစိတ်ထားထားလိုက်ရင်ကုသိုလ်ဒီလိုစိတ်ထားထားလိုက်ရင်အကုသိုလ်ဖြစ်မယ်ဒီလိုလောက်ကန်စားတော့ရင်ပြစ္ဆုတ်ပံဘဝမှာအစဉ်တပြေလေးတော်သင့်ရှိပေမဲ့တန်တရာမှာပိဆက်ရမယ်ဒါမျိုးသင်ပြတာတွေမရှိဘူးလားအဲ့ဒါကြောင့်လောကီအတက်ပညာနဲ့လောက်ကန်စားတော့တဲ့နေရာမှာမတရားတာတွေမပါအောင်အကုသိုလ်တရားတွေမပါအောင်ဘာတွေကိုသင်ရလဲ လောကုတ္တရာအတတ်ပညာကိုသင်ရတယ်တဲ့ဘာပညာကိုသင်ရတို့သူတော်စင်တို့မှာအဲ့ဒီအတတ်ပညာနှစ်မျိုးရှိမှခေါင်းတယ်လောကီအတတ်ပညာတက်ရင်တို့သူတော်စင်တို့ရဲ့စိတ်တဏ္ဍာနေတို့သူတော်စင်တို့ရဲ့လောကဘာရီတို့တက်လာမလဲပြောရင်ရုပ်ပိုင်းဆိုင်ရာတွေတို့တက်လာလိမ့်မယ်ဘာပိုင်းဆိုင်ရာတွေရုပ်ပိုင်းဆိုင်ရာတွေ material development ကိုရလိမ့်မယ်ရုပ်ပိုင်းတွေတို့တက်လိမ့်မယ် မရှိသေးတဲ့ပစ္စည်းလေးတွေကိုမှရှိလာလိမ့်မယ်။အရင်တုန်းကမသုံးရတဲ့ပစ္စည်းကိုသုံးလာရလိမ့်မယ်။ဘာတို့တက်ရင်လဲ။ရုပ်ပိုင်းဆိုင်ရာ တို့တက်ရင်ကြောကြည့်ပါဦး။ရုပ်ပိုင်းဆိုင်ရာတို့တက်ရင်ရုပ်ပိုင်းဆိုင်ရာတို့တက်လာရင်အဲ့ဒီပစ္စည်းများတို့သူတော်စင်များသုံးရလိမ့်မယ်။နောက်နံပိုင်းဆိုင်ရာ တို့တက်မှုလဲလိုသလားမလိုလား။ ေးဒီဘက်ကလောကုတ္တရာအတက်ပညာကြတော့တို့သူရဇင်တို့ရဲ့ spiritual ဘိုင်းပေါ့ mental ဘိုင်းကိုအဓိကထားပြီးတော့ပြင်ပေးသွားတာစိတ်ဘိုင်းကို ပြင်ပေးတာဘာကိုပြင်ပေးတာစိတ်ဘိုင်းကိုပြင်ပေးတယ်ဒီလိုစိတ်လေးထားဒီလိုလေးလှုပ်ဒီလိုလေးပြောနဲ့ပြင်ပေးတာမရှိဘူးလားအဲ့ဒါမျိုးလေးလှုပ်ပေးတဲ့အတွက်ကြောင့်မို့ဘယ်လိုဖြစ်သွားလဲပြောရင်တန်တရာလေနေရရင်တောင်မှ အထက်တန်းစားနဲ့လေရတယ် ဘလို့လေရထက်တန်းစားနဲ့လေရပစ္စည်းပြည့်ပြည့်စုံစုံပညာပြည့်ပြည့်စုံစုံဥစ္စာပြည့်ပြည့်စုံစုံမိသားစုအတိုင်းဝိုင်းလေးပြည့်ပြည့်စုံစုံနဲ့ဒါမျိုးကျင်လေရတာမရှိဘူးလားရှိပါပဲအေးအဲ့ဒါကြောင့်မို့လောကမှာနေရင်ပညာဘယ်နှမျိုးတက်ရနှစ်မျိုးတက်ရမယ်ပြောကြည့်ပါဦးဘာပညာတွေလောကီအတက်ပညာနဲ့လောကုတ္တရာအတက်ပညာ တိုးတက်မှုကြတော့ဘယ်နှမျိုးရအောင်လုပ်ရမလဲနှမျိုးရအောင်လုပ်ရမယ်ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုနဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုအဲ့ဒီနေရာမှာနောက်ဆုံးတကယ်တိုးတက်မှုကိုကျက်ကျန္နနာဘဝနဲ့ရင်းနှီးပြီးရှားကြလို့ဆိုရင်ရုပ်ပိုင်းဆိုင်ရာတိုးတက်တာသည်တဘဝသာတဲ့ဘာသာတဘဝသာစိတ်ပိုင်းဆိုင်ရာတိုးတက်တာကတန်တရာသာပါကောင်းသွားတယ်တဲ့ဘာသာပါကောင်းတာ အဲ့ဒါကြောင့်မို့ရုပ်တုတ်တဲ့ယုံနဲ့တင်ပြီးပါမလားမပြီးဘူးဘာဘာတုတ်တဲ့အောင်ကြိုးစားရစိတ်ပိုင်းဆိုင်ရာတုတ်တဲ့မှုရအောင်ကြိုးစားရစိတ်ပိုင်းဆိုင်ရာတုတ်တဲ့လာလို့ရှိရင်တို့သူတော်စင်များလောကကြီးကိုကောင်းကောင်းသဘောပေါက်သွားတယ်တို့ဟာဒီဘဝရတယ်ဆိုတာကိုလေကောင်းကောင်းသဘောပေါက်တယ်ကုသိုလ်မပါပဲလူမဖြစ်ဘူးဘာမပါပဲကုသိုလ်မပါပဲနဲ့လူမဖြစ်နိုင်ဘူးအရှင်မယားဒီလိုဆိုတော့ဗုဒ္ဓဘာသာယုံနာကြီးတယ်မဟုတ်ဘူး r e l i g i တွေလောကမှာအများကြီးရှိနေတာသူတို့ကမယုံမဲနဲ့ဘာလို့လူဖြစ်တာလဲလို့ပြောเสียရမရှိဘူးလားဘာသာရေးဆိုတာကနာမည်ပဲအပေါ်ကသတ်မှတ်ထားတကယ်တမ်းကတော့ဘယ်ဘာသာဝင် ဖြစ်ဖြစ်ကောင်းတာလုံမှကောင်းကျိုးရတာပြောကြည့်ပါကောင်းတာလုံမှကောင်းကျိုးရတာဟိန္ဒူဘာသာဝင်လည်းကောင်းတာလုံမှကောင်းကျိုးရတာဟိန္ဒူဘာသာလို့တက်ထားတာဒီဒါဒီ၄ပဲ only ၄ပဲပဲသူကတော့အမြင် အမီသာမန်လေးလောက်ပဲတစိ်ကယုံလေးလောက်ပဲအသေးသေးကအနှစ်သားက တူနေရင်တူတဲ့အကျိုးတွေမရနိုင်ဘူးလားဟိန္ဒူဘာသာဝင်လည်းကောင်းတာလုံးမှကောင်းကျိုးရတာဗုဒ္ဓဘာသာဝင်လည်းကောင်းတာလုံးမှကောင်းကျိုးရတာခရစ်ယာန်ဘာသာဝင်လည်းကောင်းတာလုံးမှကောင်းကျိုးရတာအစ္စလာမ်ဘာသာဝင်လည်းကောင်းတာလုံးမှကောင်းကျိုးရတာမကောင်းတာလို့ရင်ဘယ်ဘာသာမှ ကောင်းကျိုးမပေးနိုင်ဘူးဟုတ်တယ်မဟုတ်လား အေးအဲ့ဒါကြောင့်တို့သူတော်စင်များလောကမှာနေနေတဲ့ခိုက်တံကို့ဘဝလေးရှင်သန်တဲ့နားမှာကောင်းနာလေးတွေနဲ့အသက်ရှင်မှုမလိုဘူးလားကောင်းနာလေးတွေနဲ့အသက်ရှင်နေထိုင်မှုလိုတယ်တဖြည်းဖြည်းနဲ့စိတ်ပိုင်းဆိုင်ရာတွေကတို့တက်တို့တက်ပြီးတော့လာရင်ဘာဘာဖြစ်လာသလဲလို့ပြောရင်လောကလူဘဝကိုပါညီးငွေ့လာတယ်တဲ့ဘာဘာညီးငွေ့လာလူဘဝကိုပဲညီးငွေ့လာတယ် ဒီလိုရနေတာကိုပဲသူဘလို့မြင်လာတယ်လဲပြောရင်ဒါဟာဒုက္ခတွေပဲဒုက္ခနဲ့ကြည်တဲ့တဏ္ဍာလဲနေတာလားလို့တဆင့်တက်ပြီးတော့စဉ်းစားလာတယ်ဒီဒုက္ခတွေဖြစ်တယ်ဆိုရင်လေအကြောင်းမဲ့သူကကော့စလက်ဖြစ်နေတာလားအကြောင်းမဲ့ပြီးတော့ဒုက္ခတွေရနေတာလားဆိုတာသူစဉ်းစားလာတယ်တို့သူတော်စင်များဘဝဒုက္ခရတာဒီအကြောင်းရှိသလားမရှိဘူးလားအကြောင်းရှိတယ်အရာရာမှာ အကြောင်းရှိလို့သာပါရှိတာအကျိုးရှိတာအဲ့ဒါကြောင့်ကိုလှုပ်တဲ့လုပ်ငန်းလေးတွေက အကြောင်းကောင်းနေတဲ့ပုံကိုယ်ဒီဟိုဘက်မှာဗာလေးတွေရအကျိုးကောင်းကောင်းလေးတွေရတာမရှိဘူးလားအေးအဲ့ဒါမျိုးဘဝကျင်လည်နေတဲ့အခိုက်အတန့်ကိုဘဝတည်းထိပါ ဝင်ပြီးတော့စဉ်းစားဖြစ်တယ်ဒါကဘာသာရေးလုံမှစဉ်းစားဖြစ်တာဘာသာရေးမလုပ်တဲ့ပုံကိုယ်ရဲ့ဘဝကတော့ဒုသူရစင်များပြည့်စည်ရှိရင် သူကဘဝပြည့်စုံပြီခြင်နေတဲ့တယ် ကိုယ့်ရဲ့လင်ယောက်ျားကိုယ့်ရဲ့ဇနီးမယားကိုယ့်ရဲ့သားသမီးလေးတွေရှားထားတဲ့ပစ္စည်းလေးတွေ ਨੇ ဒီလောက်ပြည့်စုံရင်ဘဝဟာအလုံးပြည့်စုံပြီလို့ထင်နေတတ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီပစ္စည်းပစ္စယများသွားပြီးတော့ကြည့်ရင်လင်ယောက်ျားတို့သူတော်စင်များမသေးတဲ့လူဟုတ်ရဲ့လားသူနဲ့ကိုရှင်းတော့တယောက်ယောက်ပဲအရင်သွားမှသေးကြတယ်ဟုတ်တယ်မို့လားတခါတလေလင်ယောက်ျားကအရင်ထွက်သွားတ သူတော်ဘာပေါ်မှာမိတည်ပြီးတော့ဒုက္ခရှာထားတာဖြစ်တဲ့အတွက်ကြောင့်မို့လင်းယောက်ျားရှိလို့ပျော်ရတဲ့အပျော်သည်လင်းယောက်ျားမရှိရင်မပျော်နိုင်တော့ဘူးဟုတ်တယ်မလားအဲ့ဒါသူတော်ဘာကိုမိပြီးရတဲ့ဒုက္ခရော့ကြည့်ပါသူတော်ဘာကိုမိပြီးရတဲ့ဒုက္ခဒီတိုင်းပဲပေါ့လင်းယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းဇနီးမယားရှိလို့ပျော်ရတာလေးတွေမရှိဘူးလားအဲ့ဒါမျိုးဒုက္ခရတဲ့ပုဂ္ဂိုလ်ကလည်းဇနီးမယားမရှိတော့ဘူးဆိုရင် ဆုံးပါသွားမယ်ဆိုရင်ဒီဒုက္ခသူရသေးလားမရပါဘူးနောက်တစ်ခုကကိုသာသမီလေးတွေနဲ့ပတ်သက်လို့တို့သူတော်စင်တို့ရဲ့သာသမီတွေမရှိဘူးလားမရပါဘူးသာသမီလေးတွေနဲ့မိဘနဲ့နေနေရတော့အပြင်းအမြန်အလန့်လန့်ပြောကြတယ်မိဘကလည်းသာသမီလေးတွေနဲ့မို့ပြောတယ်သာသမီကလည်းမိဘရှိလို့ပြောတာမရှိဘူးလားမရပါဘူးတယောက်ယောက်ကနေကဲထွက်ခွာသွားလိုက်ရင်ခွဲခွာသွားလိုက်ရင် သာသမီးကမြန်ကိုတဲ့အရင်ထွက်ခွာသွားလိုက်ရင်ခံစားရတာတွေမရှိဘူးလားရှိပါတယ်။နောက်ကျောင်းနေပြန်တွေးပြီးတော့မွေးဖွားလာစဉ်ကအစပြုစုခဲ့ရတာကအစအတူတူနေခဲ့ရတာလေးတွေကအစပြန်တွေးပြီးတော့သောကတွေအများကြီးရောက်တာမရှိဘူးလားရှိပါတယ်။အေးတရားမရှိလေလေသောကကမငြိမ့်လေလေပဲပြောကြည့်ပါဦး။တရားမရှိလေလေသောကကမငြိမ့်လေလေအဲဒါကြောင့်တို့သူတော်စင်မြန်လောကမှာ တရားလေးတွေရှိဖို့မလိုဘူးလားလိုတယ်နောက်တစ်ခုကပစ္စည်းဥစ္စာနဲ့ပတ်သက်လို့တို့သူတော်စင်များသူရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်ကိုရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်တည်မြဲနေတဲ့အရာသာဝရကိုနဲ့တွဲပြီးတော့တည်ရှိနေလိမ့်မယ်လို့တော့တွတ်မထားလိမ့်နဲ့အဲ့ဒါမျိုးသာဝရဟုတ်ရဲ့လားမဟုတ်ဘူးဒီပစ္စည်းသည်အကြောင်းကြောင်းနေကြောင်းပျက်စီးသွားစရာလည်းမရှိဘူးလားဆုံးရှုံးသွားစရာလည်းမရှိဘူးလား အဲ့လိုဆိုတော့ကိုကမသေးခင်မှာကြစ်ကြစ်ပေါ့ဒီပစ္စည်းကိုဆုတ်ကင်ထားခဲ့ပြီးတော့မပေးနိုင်မကန်းနိုင်မကြွေးနိုင်မမွေးနိုင်လောကကောင်းကျိုးကိုမလုံနိုင်ပရဟိတတွေကိုမလုံနိုင်မနဲ့ဆုတ်ကင်ပြီးတော့တို့သူတော်စင်များထားလဲပဲမသေးခင်မှာပဲဆုတ်ကင်ထားလို့ရသေသွားရင်ကိုနောက်ဆက်ပြီးဆုတ်ထားလို့ရသေးလားမရတော့ဘူးအဲ့ဒါကြောင့်ဆိုလိုချင်တာကလင်းယောက်ျားဆိုတာ တရားကအမိနဲ့ရတဲ့ကိုချမ်းသာဇနီးမယားဆိုတာလေအမိနဲ့ရတဲ့ချမ်းသာသာသမီးဆိုတာလေဘာနဲ့ရအမိနဲ့ရတဲ့ချမ်းသာပစ္စည်းပစ္စယဆိုတာလေသူရှိမှကိုချမ်းသာတယ်အဲ့ဒါကြောင့်လင်ယောက်ျားမရှိရင်ဇနီးမယားမရှိရင်သာသမီးမရှိရင်ပစ္စည်းမရှိရင်ဒါမှမရှိပေမဲ့လည်းနေတတ်အောင်လေပြင်ဆင်ထားဖို့လိုသလားမလိုလား အဲ့ဒါကြောင့်တွက်ထားရမှာကဒီပစ္စည်းပစ္စည်းရသက်ရှိသက်မဲ့များသည်မသေးတဲ့အရာမပျက်စီးတဲ့အရာသာဝရတည်နေမဲ့အရာ မဟုတ်ဘူးဆိုတာကိုခေါင်းထဲမှာထည့်တွက်ထားဖို့လိုသလားမလိုဘူးလားအဲ့ဒါမှတို့ရဲ့စိတ်ပိုင်းဆိုင်ရာကတိုးတက်လာတာအဲ့ဒါမျိုးမရှိတဲ့ပုဂ္ဂိုလ်ဒီအပေါ်ယံနဲ့တင်ဘဝဒုက္ခတွေရောက်တာမရှိဘူးလားဘဝဒုက္ခတွေသိပြီးတော့ရောက်ကြတယ် အဲ့ဒါပေါင်းသိနေတာကြာတော့တယောက်ယောက်ကသေဆုံးသွားရင်တစ်နှစ်လဲငိုတော့မယ်နှစ်နှစ်လဲငိုတော့မယ်သီသီထိငိုတော့မယ်ဒါမျိုးလေးတွေမရှိဘူးလားတခုခုများဒုက္ခလေးနဲ့တွေ့ရင် သူ့သွားပြီးအမှတ်ရပူပြီးသောကဖြစ်ရတာမရှိဘူးလားအဲ့ဒါမျိုးတွေနဲ့လောကမှာနေနေသူတွေလည်းပဲတပုံကြီးမရှိဘူးလားအဲ့ဒါဒီဘာလဲပြောရင်ရုပ်ပိုင်းဆံရတိုးတက်ပြီးတော့စိတ်ပိုင်းဆံရမတိုးတက်တာပြောကြည့်ပါ ရုပ်ပိုင်းဆိုင်ရာဒုတ်တက်ပြီးတော့စိတ်ပိုင်းဆိုင်ရာမဒုတ်တက်တာအဲဒါကြောင့်ဒုသူတော်စင်များပညာကိုလည်းနှစ်ရက်တက်အောင်ကြိုးစားလောကီပညာလောကုတ္တရာပညာပြောကြည့်ပါ လောကီပညာလောကုတ္တရာပညာဒီတိုင်းပဲဒုသူတော်စင်များလောကမှာ နေနေတဲ့အခိုက်အတန့်ဒုတက်မှုရှာတဲ့နေရာလေဘယ်နှမျိုးရအောင်လုပ်ရနှစ်မျိုးရအောင်လုပ်ရမယ်ဘာတွေလုပ်ရမလဲရုပ်ပိုင်းဆိုင်ရာဒုတက်မှု ိတ်ပိုင်းဆိုင်ရာတိုးတက်မှုအဲ့ဒါမျိုး balance လေးညီနေဖို့လိုတယ်အဲ့ဒါဆိုရင်တဘဝနဲ့တဘဝတို့သူတော်စင်များကြကြသွားเสียမရှိတော့ဘူးတဘဝနဲ့တဘဝဘလို့ဖြစ်သွားမြင့်မြင့်မြင့်ပြီးတော့တက်လာလိမ့်မယ်အဲ့ဒါကြောင့်ဘာသာရေးအသိပညာဆိုတာကြောင်းကျိုးဆက်ကိုရအောင်လိုက်တာပြောကြည့်ပါဦးကြောင်းကျိုးဆက်ကိုရအောင်လိုက်တာဒုက္ခကိုတွေ့နေရင်သူ့အကြောင်းကိုရှာတယ် ဒုက္ခဘာကြောင့်ဖြစ်တာလဲအကြောင်းကိုရှားတယ်ဒုက္ခနဲ့တွေ့ရင်လေဒုက္ခဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားတွေရှိသလားမရှိဘူးလားအဲဒါကြောင့်ဘဝတန်တရာကြုံနေတဲ့အခိုက်အတန့်မှာဒုသူရစင်မယားဘယ်လူလေးနေရင် ကောင်းမလဲပြောရင်ပျော်ပျော်နေရမယ်ပြောကြည့်ပါဦးပျော်ပျော်နေရမယ်နှစ်ကကုသိုလ်ရအောင်နေရမယ်ဘလို့နေရမလဲကုသိုလ်ရအောင်နေရမယ် နှစ်ဘလို့နေရမလဲနှစ်ကဘလို့နေရပျော်ပျော်နေတယ်ဆိုတာကမိသားစုလေးတည်ဆောက်ထားတာမရှိဘူးလားအဲ့ဒီမိသားစုလေးပျော်ရွှင်နေဖို့လိုတယ်ကိုယ့်ကိုအကြောင်းပြုပြီးတော့ကိုကဇနီးမယားဖြစ်နေရင်လေကိုယ့်ကိုအကြောင်းပြုလင်ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်နဲ့မွေးဖွားထားတဲ့သာသမီများပျော်အောင်တို့သူတော်စင်များပြုစုပြောထောင်ပေးနိုင်ဖို့လိုတယ်ဟုတ်တယ်မို့လားဒီတိုင်းမဲ့ကိုကလင်ယောက်ျားဖြစ်နေရင်လေ ကိုယ့်ရဲ့ဇနီးမယားနဲ့ကိုယ့်ရဲ့သားသမီးလေးတွေကိုပျော်အောင် လုပ်ပေးနိုင်ရကိုကိုယ်တိုင်လည်းပဲပျော်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်အဲ့ဒါမျိုးနေတာနဲ့တကြက်ကြက်နဲ့တို့သူတော်စင်များပြက်တနာတက်နေရတာနဲ့ဘယ်ဟာပိုကောင်းမလဲပျော်ပျော်နေရတာကဘဝတန်ဖို့ရှိတယ်အနှုတ်မို့ဆိုရင်တယောက်နဲ့တယောက်ခဏခဏရံဖြစ်တယ်ခဏခဏပြက်တနာတက်တယ်တို့ကြမင်းလမ်းခွဲတော့မယ်ပြောတယ် တော့ကြာမင်းတယောက်ငါတယောက်ခွဲယူမယ်ပြောတယ်အဲ့ဒါမျိုးတွေနဲ့သွားနေရင်သာသမီးတွေရဲ့ဘဝကိုလည်းစဉ်းစားထားဖို့လိုသလားမလိုလားနောက်ကကိုမွေးထားတဲ့သာသမီးလေးတွေကရည်မှန်းချက်လည်းမဲ့ပန်းနိုင်လည်းမဲ့ပညာရေးလည်းမဲ့အဲ့ဒါနဲ့တင်လမ်းလေးရောက်ကုန်တာတွေမရှိဘူးလားအင်းအဲ့ဒါကြောင့်တို့သူတော်စင်များကိုမိသားစုလေးနဲ့ပျော်တတ်အောင်ကြိုးစားဖို့မလိုဘူးလား နောက်တစ်ချက်က ကုသိုလ်ရအောင်နေရမယ်ဘလို့နေရမလဲအဲ့ဒီမိသားစုလေးတွေ ਨੇ ဟောလားစုပေါင်းပြီးတော့ဆွန့်ထွက်လောင်တာလေးတွေလုပ်လို့မရဘူးလားမိသားစုမှာချမ်းမထားခဲ့နဲ့ကိုကဆွန့်လေးလောင်းပြီဆိုရင်မိသားစုစုံတဲ့နေလေးတွေလောင်းတာပို့ပြီးတော့ကောင်းတယ်လင်မယားနဲ့လင်ရမယားရဲ့သာသမီလေးတွေ ਨੇ တိုက်တိုက်ဝန်းဝန်းနဲ့တယောက်ကပစ္စည်းလေးကောက်လောင်းတစ်ခုကခုလေးကောက်ပြီးတော့လောင်းညလူကြလုပ်လို့မရဘူးလား မိဘမဲ့ခင်ရာတွေသွားပြီးတော့ထမင်းကျွေးလို့မရဘူးလားရတယ်အဲ့ဒါမျိုးဆင်းရဲတဲ့နေရာတွေတို့သူတော်စင်များလက်ဟိုလက်ပရိုစီဟော့စပီတယ်တွေမရှိဘူးလားအဲ့ဒီမှာလက်ပရိုစီဖြစ်နေကြတဲ့ပုဂ္ဂိုလ်များဘဝဒုက္ခတော်တော်ကြီးတယ်ကိုကကောင်းနေသူသူတို့ကမကောင်းသူအဲ့ဒါကောင်းနေတဲ့ကိုကနေမကောင်းတဲ့သူတို့ကိုတက်စွမ်းသမျှလေးနဲ့သွားပြီးတော့ကျွေးမွေးမယ်စောင့်ရှောက်ပစ္စည်းလေးတွေပေးမယ်လုပ်လို့မရဘူးလားဘဝဆိုတာကစိတ်ထက်နုညံ့လေးလေး ကုသိုလ်ရလေလေပြောကြည့်ပါဦးစိတ်သက်နုညံ့လေလေကုသိုလ်ရလေလေသာနာစိတ်ရှိလေလေကုသိုလ်ရလေလေဗာစိတ်ရှိလေလေသာနာစိတ်ရှိလေလေကုသိုလ်ရလေလေပဲလောကမှာနေနေတဲ့ခိုက်တံကိုကစားနေရတယ်စားစရာမရှိတဲ့လူကိုမြင်ရင်သာနာစိတ်လေးမွေးဖို့မလိုဘူးလားတို့လဲဝမ်းနဲ့တို့စားနေရသူတို့မှစားစရာမရှိဘူးတက်စွန်းသမျှလေးတော့လှုပ်ပေးအောင်ပါ စွန့်ကြဲအောင်မှစိတ်သက်ရှိဖို့မလိုဘူးလားလူတယ်တန်းတယ်ဆိုတာဥစဉ်တို့ဘုံကြီးရန်ကိုပေးနေုံနဲ့မပြီးဘူးဘုံကြီးရန်ကိုပေးုံကမ်းုံစွန့်ကြဲယုံနဲ့တဲ့တို့သူတော်စင်များလှူဒန်းမှုကိုပြီးသွားပြီလို့မတွက်လိုက်နဲ့အဲ့ဒါဒီနေပယ်လေးတစ်ခုပဲရှိသေးတာဘာပဲရှိသေးတာနေပယ်လေးတစ်ခုပဲရှိသေးတာတို့သူတော်စင်တို့ကလူလောကမှာနေတော့လူသားတွေဆင်းရဲတာတွေမရှိဘူးလားလူသားတွေဒုက္ခရောက်တာတွေမရှိဘူးလား လူသားတွေဘေးကြုံတာမရှိဘူးလားအဲ့ဒါမျိုးဆိုရင်ကိုရှာထားတဲ့ပစ္စည်းလေးတွေကတက်နိုင်တယ်မရထောက်ပံ့မယ်လှူဒန်းမယ်နော်ကြွေးမွေးမယ်ဒါမျိုးလေးတွေလှုပ်ပေးရင် ကုသိုလ်ရသလားမရဘူးလားအဲ့ဒါကြောင့်လောကမှာနေနေတဲ့ခိုက်တံဒုသူတော်စင်များရှာလဲရှာပျော်အောင်လဲနေကုသိုလ်ရအောင်လဲနေဖို့ဘယ်လိုလုပ်ရမလဲရှာလဲရှာပျော်အောင်လဲနေကုသိုလ်ရအောင်လဲနေ ဘာလို့လဲပြောရင်ဒုက္ခလောကဆိုတာဘာဆိုဘာမှမတည်မြဲတဲ့လောကကိုယ်ခန္ဓာကိုယ်ကိုပဲကိုပြန်ကြည့်ပေါ့တနည်းနဲ့တနည်းတူသေးလားငေတုံးလေးတာနော်သိမ့်မသိတာလားအသက်40ကျော်သွားရင်တော်တော်သိတာပေါ့နင်းနေလေးအေးမိလိုက်တာနဲ့ဓမ္မခန္ဓာနော်ဟုတ်တယ်မဟုတ်လားနင်းနေလေးယောဂတစ်ခုဖြစ်လိုက်တယ်သိပ်ပြီးတော့ယောဂကြီးကြီးမားမားလို့ဖြစ်သွားတယ်ငေတုံးကတော့ချောင်းဆိုးတာလောက်ကတော့အသာပေါ့ ကြီးလာရင် မဟုတ်တော့ဘူးရင်ဘတ်တွေအောင့်ကောင်းအောင်ဒီဖြစ်တာတွေမရှိဘူးလားအဲ့ဒါနဲ့တွေမောလာတာတွေမရှိဘူးလားအဲ့ဒီအသင်မျိုးတွေပေါ့တို့သူတော်စင်များအသက်ရွယ်ကြီးကြီးလာရင်တတိပြန်ပြန်ထားရငါဘလောက်ရှာပြီးပြီလဲငါဘလောက်ကုသိုလ်ရပြီးပြီလဲငါဘဝအနှစ်ကြံအောင်ဘလောက်လုပ်ပြီးပြီလဲလို့အမြဲတမ်းစဉ်းစားဖို့မလိုဘူးလားလိုတယ်အချိန်ကြရင် သူလဲပြန်ကိုလဲပြန်မယ် ြောကြည့်ပါအောင်အချိန်ကြာရင် သူလည်းပြန်ကိုလည်းပြန်သူလည်းသေးရမယ်ကိုလည်းသေးရမယ်ဘာအရေးကြီးတယ်လဲပြောရင် မသေးခင်မှာ အကောင်းဆုံးလေးတွေလှုပ်ထားခဲ့ဖို့တော့အရေးကြီးတယ်ကိုမျိုးဆက်တွေအတွက် new generation တွေအတွက်ပညာတတ်လေးတွေဖြစ်အောင်ရင်ကြီးတဲ့ပုဂ္ဂိုလ်လေးတွေဖြစ်အောင်လောကလူလူချင်းစာနာစိတ်လေးတွေမွေးတက်တဲ့စာနာစိတ်ရှိတဲ့လူငယ်လေးတွေဖြစ်အောင်ပြုစုပြုထောင်ဖို့မလိုဘူးလား အဲ့ဒါမျိုးလေးနဲ့ကိုယ်တည်းကရှိတဲ့ပစ္စည်းဥစ္စာနဲ့တို့သူတော်စင်များစွန့်ကျဲစွန့်ကျဲပြီးတော့လုပ်ငန်းလုပ်လို့မရဘူးလားဒါကလည်းဘာသာရေးအသိရှိမှလုပ်ဖြစ်တာဘာသာရေးအသိမရှိရင်ဘလို့ဖြစ်သွားလဲပြောရင် ခုနပြောသလိုငါမှဇနီးမယားရှိရင်ပြီးတာပဲလင်းယောက်ျားရှိပြီးနေတာပဲသားသမီးရှိပြီးနေတာပဲပစ္စည်းဥစ္စာရှိပြီးနေတာပဲဆိုပြီးတော့ဒီလောက်လေးနေရင် သူ့ရဲ့ဘဝကိုသူ့ရဲ့ခြံဝင်းအတွင်းထဲတဲ့သူတို့လေးရေးပြီးသေသွားသူတွေမရှိဘူးလားအဲ့ဒီပုံကိုများသည်နာမည်ကြံရဲ့လားဘာနာမည်မှကြံမနေခဲ့ဘူးတနည်းအားဖြင့်ပြောရင်လောကဘဝရလာတဲ့စည်းစိမ်ဥစ္စာကိုထိုင်သုံးချုံပြီးတော့ပြန်သွားတာ ਨੇ တူသလားမတူလားအဲ့ဒါတနည်းအားဖြင့်ပြောရင်တော့သူတို့ကိုအဟောင်းစားတွေလို့ပြောလို့ရပါးစားတွေဘယ်ကပါလာတဲ့အဟောင်းလဲ အတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံဟောင်းလေးတွေအကျိုးပေးမှုလေးတွေကို ထိုင်စားတော့ပြီးတော့ဒီဘက်ဘဝကြီးပြန်ထွက်ခွာသွားလိုက်ရင် နောက်ဘဝရောက်ရင်တို့သူတော်စင်များစားစရာမရှိဖြစ်သွားမယ်အဲဒါကြောင့်လောကမှာနေရင်တက်တက်ကြွားကြွားနဲ့လုပ်ငန်းလုပ်ဖို့လည်းမလိုဘူးလားအင်းလိုတယ်ပစ္စည်းဥစ္စာကိုရသမျှရှာဖွေပြီးရင်ကိုမိသားစုကိုလည်းအဲ့ဒီပစ္စည်းတွေနဲ့ပျော်အောင်ဖန်တီးနောက်တစ်ခုက ကုသိုလ်ရအောင်လည်းလုပ်ဖို့မလိုဘူးလား အေးဗုဒ္ဓလက်ထက်ကတော့အာနန္ဒာတတိဆိုတာရှိတယ်ပါတတိအာနန္ဒာတတိပါဘုရားအာနန္ဒာတတိအဲ့ဒီအာနန္ဒာတတိမှာသားလေးကတယောက်သေးပဲရှိတယ်သူသားရဲ့နာမည်ကမူလတိရိဗါတယ်လေမူလတိရိပြောကြည့်ပါဦးဗာတိရိမူလတိရိသဖဘယ်နှစ်ယောက်ရှိနှစ်ယောက်ပဲရှိတယ်အဖေနဲ့သားနဲ့ဒါလေးနဲ့ပဲရှိတယ် จิตสีဥစ္စာကတော့ကြွယ်ဝချမ်းသာတယ်အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကတအားကြိုးစားပြီးတော့လုပ်ငန်းလုပ်တယ်နော်မနှလင်းတာနဲ့တန်းပြီးတော့လုပ်ငန်းလုပ်တယ်ညလည်းပဲမိုးချုပ်သည့်အထိလုပ်ငန်းလုပ်တယ်ပစ္စည်းဥစ္စာရလိုက်အိမ်မှာစီးစစ်နေတကြသိမ့်တယ်သိမ့်ပြီးတော့သူ့သားကိုလည်းပဲချစ်တယ်သူ့သားကိုလည်းအမြင့်ဩဝါဒပေးတယ်ဘာပေးလဲပြောရင်ငါသားမင်းပစ္စည်းဥစ္စာတွေကိုမသုံးနဲ့ပစ္စည်းတွေကိုဘာမလုံးနဲ့ ပစ္စည်းတွေကို သုံးမပြည့်နဲ့ပစ္စည်းတွေကို သုံးသုံးပြည့်လိုက်ရင်ပစ္စည်းတွေကဘာဖြစ်သွားကုံကုံသွားလိမ့်မယ်မင်းဒီပစ္စည်းတွေကိုလှူဒန်းပေးကမ်းစွန့်ကြဲတာတွေမလုပ်နဲ့လုပ်ရင်နည်းနည်းချင်းပေးတာဖြစ်ပေမဲ့တဖြည်းဖြည်းနဲ့စုလိုက်ရင်ကုံတာပဲအဲ့ဒါမျိုးဖြစ်ပြီးတော့မပေးမကမ်းမှုဒါသူ့သားကို ဆုံးမတယ်ပေါ့ဘာလို့ဖို့လဲမပေးမကမ်းမစွန့်ကြဲဖို့ရာသူ့သားကိုဆုံးမပြီးတော့အဲ့ဒါတပ်ဖတ်နေရောက်နေလိုက်ကြတာ အဲ့ဒါနေရင်နေရင်နဲ့ပဲအရွယ်ကြီးသွားတော့သူ့ရဲ့ဖခင်ဟာသိဆုံးသွားတယ်သူ့ရဲ့ဖခင်နာမည်ကဘယ်သူလဲလဲအာနန္ဒာပြောကြည့်ပါဦးဗါတယ်လဲအာနန္ဒာတတိဘာတတိတယ်လဲအာနန္ဒာတတိကအဲ့ဒါဆုံးသွားပြီးတော့ဘေးမှာသွားပြီးတော့ပဋိသင်္ဍေနောက်ဘဝနေရလဲလို့ပြောရင်တကယ်ဆင်းရဲတဲ့ပုံကိုယ်တွေစုပေါင်းပြီးတော့နေကြတဲ့ယွာကြီးတယွာရှိတယ်နော် အဲ့ဒီရွာကြီးမှာအင်ကြီးတထောင်တောင်ရှိတာလေဘယ်လောက်ရှိတာအင်ကြီးတထောင်ရှိတယ်အဲ့ဒီရွာကြီးမှာဝင်ပြီးတော့ဒါမိခင်တဦးရဲ့ဝန်းထဲမှာပဋိသင်နေနေလိုက်တယ်သူပဋိသင်နေနေလိုက်တဲ့အချိန်ကနေစပြီးတော့အဲ့အဲ့ဒီရွာဟာပို့ပြီးတော့ဆင်းရဲလာတယ်တဲ့ဆင်းရဲသည့်ထက်ပို့ပြီးတော့ဆင်းရဲလာတယ်အလောက်ကိုင်းနေလေရှားပါလာတယ်စားစရာတောက်စရာမရှိဖြစ်လာတယ် အဲ့ဒါနဲ့ရင်အဲ့ဒီနေမှာအုတ်ချုပ်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့ဒီရွာကြီးကိုအုတ်ချုပ်တဲ့ပုဂ္ဂိုလ်ကတို့ရဲ့ရွာတော့ထူးထူးခြားခြားဖြစ်နေတယ်။ငကိုယ်တော့ကတို့ဒီလိုနေလာခဲ့တာပြက်တနာမရှိဘူး။အခုဒီမှာစားဖို့တောက်ဖို့လုပ်ငန်းတွေကစအခက်ခဲတွေတွေ့လာတယ်။တို့ရဲ့ရွာကိုဒါဟာလူယုံမှရောက်လာတာပဲဖြစ်မယ်တဲ့။ပါယုံမှလူယုံမှရောက်လာတာပဲဖြစ်မယ်ဆိုပြီးတော့ဒီအင်ကြီးတစ်ထောင်ကိုတဝက်စီခွဲလိုက် ဘလောက်ခွဲလိုက်တဝက်စီခွဲလိုက်တယ်အဲ့လိုတဝက်စီခွဲလိုက်တော့ခုနကတုန်းကအာနန္ဒတိဝင်စားတဲ့အဲ့ဒီဘက်ကစင်စင်ရဲရဲဖြစ်နေနော်ဘလို့မှလုပ်ငန်းကိုင်ကဆင်မပြေဘူးအဲ့ဒါနဲ့နောက်တစ်ခုတစ်ခါချက်ပြီးတော့ဒီ900ကိုတဝက်စီပြန်ခွဲတယ်ဘလောက်စီခွဲလဲတဝက်စီဆိုတော့250စီပြန်ခွဲတယ်အဲ့ဒီနေရာမှာလည်းပဲအာနန္ဒတိဝင်ပြီးတော့ပဋိသင်နေတဲ့ဒီ ရှိတဲ့မိခင်ဘက်ကစင်စင်ရဲရဲဖြစ်ပြန်ရောတဖြည်းဖြည်းနဲ့အဲ့ဒါခွဲရင်ခွဲရင်နဲ့နောက်ပိုင်းဒီမိန်းကလေးဒီအမျိုးသမီးရဲ့ဒါဝန်းထဲမှာရှိတဲ့ပုဂ္ဂိုလ်ဟာသူယုံမှာပဲဖြစ်ရမယ်ဆိုပြီးတော့ကိုယ်ဝန်အရင်မှာကြီးနဲ့ပဲနဘေးကပုဂ္ဂိုလ်တွေကယွာကနေပြီးတော့နင်းထုတ်ပလိုက်တယ်အဲ့ဒါနဲ့ဒီအမျိုးသမီးကကိုယ်ဝန်အရင်မှာကြီးနဲ့လမ်းဘေးတွေမှာသွားနော်ဝင်ပြီးတော့တောင်းစားတော့ အဲ့ဒါမျိုးနဲ့ဒီဝမ်းလွယ်တဲ့ချိန်ကနေစပြီးတော့သူ့မှာအဆင်မပြေမှုတွေအများကြီးဒုက္ခရောက်ဒါပေမဲ့မိခင်ဆိုတော့သာသမီကိုစွန့်ရရဲ့လားမစွန့်ရဘူးအဲ့ဒါနဲ့တင်ဒါရအောင်မွေးဖွားခဲ့တယ်တွေးထားတဲ့မူလတိရိရဲ့သားလေးကလာပြီးတော့အဲ့ဒီတောင်းတဲ့ကလေးရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ကြောက်လန့်ပြီးတော့ထွက်ပြေးတယ်တဲ့အဲ့ဒါအသားကတအားကိုမဲမောင်းပြီးတော့ရုပ်ကတအားဆိုးနေတာ ဲ့ဒါမျိုးဖြစ်တော့သူထင်တာကအကောင်တကောင်ထင်ပြီးတော့ကလေးကငိုပြီးထွက်ပြေးတယ်အဲ့ဒါနဲ့အထဲတဲကလူကြီးတွေလိုက်လာကြမင်းဘာဖြစ်တာတော့ဆိုအပြင်းမတ်မှာထွက်ကြည့်တော့အဲ့ကလေးလေးကိုတွားပြီးတော့နော်ခွက်လေးနဲ့တွေ့တော့သူတို့လည်းပဲကြောက်လန့်ပြီးတော့မင်းဘာလုပ်တယ်ညာလုပ်တယ်ဆိုအဲ့ဒါရိုက်နှက်ပြီးတော့ဒီကလေးကိုအမိုက်ပုံဘက်ကိုတွားပြီးတော့ပြစ်ထားလိုက်တယ်တဲ့နော်ဘယ်မှာပြစ်ထားလိုက်တာအမိုက်ပုံနှမ်းမှာသေသွားတာတော့မဟုတ်ကလေးကအဲ့ဒီအမိုက်ပုံနှမ်းလေးမှာတယောက်တည်းဒီတိုင်းကြီးထိုင်ပြီးတော့ အဲ့ဒါငိုပြီးတော့နေတယ်အဲ့ဒါဘုရားရှင်ကိုရောမြတ်ကလည်းရှင်အနန္ဒာကနောက်ကဘုရားကရှေ့ကအဲ့ဒီမြို့တဲကိုဆုံးကံကြွလာတော့လမ်းဘေးမှာ ထိုင်ပြီးတော့အဲ့ဒီငိုနေတဲ့အထီးကျန်ဘဝနဲ့တယောက်တည်းနေနေတဲ့ဒီကလေးကိုတွေ့ပြီးတော့ဘုရားရှင်ကိုရောမြတ်ကရှင်အနန္ဒာကိုရောမြတ်ကိုပြန်ပြောတယ်ဒီပုဂ္ဂိုလ်ဟာတခြားကမဟုတ်ဒီအိမ်ကတထေကြီးတဲ့ဘဲကတထေကြီးဒီအိမ်ကတထေကြီး ူရဲ့နာမည်ကယင်ဘဝကအာနန္ဒလို့အာနန္ဒာလို့ခေါ်ကြတယ်တဲ့ဘာလို့ခေါ်အာနန္ဒာလို့ခေါ်ကြတယ်လို့အဲ့လိုပြောလိုက်ပြီးတော့အဲ့ဒါလူတွေကလည်းပဲအများကြီးအုံလာတော့ခုနတော့ကရိုက်နှက်ပြီးတော့ပို့လိုက်တဲ့မူလတိရိတထေးကလည်းအဲ့ဒီနန်းရောက်လာဒါဟာတခြားမဟုတ်ဘူးအာနန္ဒာတထေးကနေပြီးတော့နောက်ဘဝရောက်လာပြီးဆင်းရဲသာဖြစ်သွားတာလို့ပြောလိုက်တော့ ိုကသူ့ဖေကိုအဲ့လိုပြောရမလားမယုံကြည်ဘူးဖြစ်နေတာနော်ရှင်မရတကယ်ဟုတ်လို့လားတပည့်တော်ဖေတကယ်ဟုတ်ရဲ့လားဟုတ်တယ်သိရဲ့ဖေဟုတ်မဟုတ်